အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာကြီးအောင်လင်းရေးသားထားတဲ့စရေးမလှလှအလိုရှိသည့်ဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးမှဖြစ်ပါတယ်ကျမနဲ့တူနားဆင်ခံစားကြပါရှင်စရေးမလှလှအလိုရှိသည့် ဝဟုသည်ရယူခြင်းမဟုတ်ပေးဆက်နေရခြင်းဖြစ်သည်မောင်တင်မြင့်သည် အစိုးရမင်းတော်၏ဘဝဟုသည်တခြင်းကိုညောင်းနာနာအတန်ဖြင့်ခက်တိုးတိုးညီလိုက်သည်သူညီလိုက်ရင်ဆိုင်ငန်းတွင်မှအမိုက်များကိုလှည့်၍တနေရာတွင် စုပုံလိုက်သည်ပြီးမှမှန်ပြီးရိုကြီးအောင်မှ အမိုက်များကိုလှည့်ထုတ်လိုက်ပြန်သည်သူလှည့်ထုတ်လိုက်ပြီးလျှင် အမိုက်ပုံးရှိရာသို့အသာသိမ်းယူ၍တွာရသည် အားလုံးအမိုက်လှည့်ပြီးလင်မှန်ပြီးတို့များကိုအရင်ဆုံးတက်မွှေးဖြင့်ဖုန်ခါရသည်ပြီးမှအဝိဇ္ဇိုဖြင့်တုတ်လိုက်သည်နောက်အဝိဇ္ဇိုဖြင့်တုတ်ပြီးတပံအဝိဇ္ဇောက်ဖြင့်တုတ်လိုက်သည်မောင်တင်မြင့်သည်တချင်းကလေးတည်းဖြင့်သူ့လှုပ်ပြီးရန်ခတ်တုတ်တုတ်လုံနေတော်သည်တထေဥပမောင်ကဆိုင်တွင်သို့ဝင်ရောက်လာသည် မောင်တင်မြင့်ကမတော့ရသေးသောမှန်ပြီးတို့တလုံးကို အမြန်အဝတ်၆ဖြင့်ထပ်၍တုတ်လိုက်သည်တထေဥပမောင်က မောင်တင်မြင့်နောင်နာရဲ့၍ကြည်လိုက်ပြီးမင်းနေကြမေကွန်ကိုမေးလိုက်သည်ခုထေအလုံးမပြီးသေးဘူးလားဘယ်ချင်းရှိပြီလဲပြီးပါပြီဆရာဒီတလုံးမဲ့အဝတ်၆နဲ့တုတ်ဖို့ကြံပါတော့လေတထေဥပမောင်သည် ဖနက်ကိုချွ၍ကြမ်းပြင်ကိုခြေဖြင့်စစ်ကြည့်လိုက်သည် အမိုက်ကရောလဲပြီလို့လားပြီးပါပြီဆရာပြီးရတာပြောတယ်တဲတဲ့ရှက်ရှက်နဲ့ တခါပြောထားရင်မှန်မှာပေါ့မင်းကဘလို့ပြောထားလဲမှန်ပြီးတော့လေတုတ်ပြီးမှအမိုက်လှဲပြောထားတာအမိုက်လှဲပြီးမှမှန်ပြီးတော့ကိုတုတ်တော့ပြီးတော့ကတဲရီဖုန်လေးကပြန်မကြဘူးလားညံမှမရှိပဲမှန်ညံကိုတုံးရတယ်ကွာမောင်တင်မြင့်သည်ဥပမောင်ကိုပါဇက်အဟောင်းသားနှင့်ငင်း၍ကြည်နေမိသည်သူစိတ်ထဲတွင်ဘာကိုမျှနားမလဲနိုင်အောင်ရှိတော်သည်ဥပမောင်ပင် သူ့စကားကို သူမေ့၍လားသူမဟုတ် သူ့အုံနှောင်များပင် အနေထားမမှန်၍လားဟု၍ကမစင်စားတတ်အောင်ရှိတော်သည်လွန်ခဲ့သော9ရက်ခန့်ကသူသည်ဥပမောင်တင်ကြားထားသည့်အတိုင်းပင်မှန်ပြီးတော်များကို ရှေးဦးစွာ ဖုံတုပ်ပြီးမှအမိုက်လှဲခဲ့သည် ထိုစဉ်ကလည်းမျက်နှာငယ်ငယ်ဖြင့်အကျဉ်းခံခဲ့ရသည်မှန်ပြီးတော်ကိုအရင်တုပ်ပြီးမှအမိုက်လှဲလျင် ဖုံများအမိုက်များမှန်ပြီးတော်ကိုကပ်မည်ဤမျှပင်ညံနေရသလားဟု သူ့အားအပြစ်တင်မောင်းမဲခဲ့သည်ထိုစဉ်ကမောင်တင်မြင့်သည် ဥပမောင်အားတခွန်းမျှတုံ့ပြန်၍မပြောရဲခဲ့ချေဥပမောင်ပြောသည့်အတိုင်းပင်အမိုက်ကိုဥစွာလှည့်ပြီးမှမှန်ပြီးတော်များကို ဖုံတုပ်ခဲ့သည်ယနေ့မူဥပမောင်သည် ပြောင်းလဲသောစကားကို ဆိုပြန်ချေပြီးအမိုက်လှည့်ပြီးမှမှန်ပြီးတော်ကိုတုံ့လင်လဲ၎င်းဖုံများကျမ်းပြင်ပေါ်ပြန်၍ကြာမည်လွင်မည် ဤဒီမျှကိုမသိပဲညံနေရသလိုဟူကျိန်မောင်းပြန်လေပြီဤဒီကိုလည်းမောင်တင်မြင်းကဘာမျှမပြောရဲချေဥပမောင်ကိုသာငေး၍ခက်ကြောင်ကြောင်ကြည့်နေမိသည်ဘာငေးနေတာလဲမြန်မြန်လို့ညံလည်းမရှိဝရိယာလည်းမရှိဘလို့ကောင်စားတွေမှမသိဥပမောင်သည် စိုင်းတွင်ရှိသူ့လုတ်ခန်းထဲသို့ဝင်သွားလေသည် မောင်တင်မြင်းကသူ့လုတ်သူအပီးသက်လှုပ်လိုက်လေသည် ပြီးမှစိုင်ထောင်းတွင်ရှိသောတန်လျာတစ်ခုပေါ်တွင်အသာသွား၍ထိုင်နေလိုက်သည်။နိုင်ဝဲမြတ်ကြားလျင်ဥပမောင်သည် လက်ဆွဲတရေအိတ်ကိုဆွဲ၍ပြန်ထွက်လာသည်။မောင်တင်မြင့်သည်အလိုလိုနေရာမှထပီးသားရှိနေတော်သည်။မဝင်းကြိုင်လာရင်ဖက်ဆက်ကိုပို့ဖို့စာရီနှစ်စုံရိုက်ထားလို့ပြော။ပြီးတော့မနေ့ကစရင်လဲပိတ်ဖို့ပြောကြားလား။ငါပြောတာမှတ်မိရဲ့လား။ဟုတ်ကဲ့ဆရာမှတ်မိပါလိမ့်။ဥပမောင်သည် ပြပြောဆိုဆိုထွက်၍သွားလိုက်သည်မောင်တင်မြင့်သည်နနက်ပိုင်းရောက်လာသောသတင်းစာများကိုဖောက်၍တွေ့လိုက်သည်သူကောင်းနေရင်ကဥပမောင်မှားသွားသောစကားကိုမမေ့အောင် ပြန်၍ရေရွတ်ကြည့်နေမိသည်သူရွနေရမှ မဝင်းကြိုင်ကို မျှော်မိပြန်သည်အမှန်တော့မဝင်းကြိုင်လာရင်အချိန်မှစောသေးသည် သို့သောမောင်တင်မြင့်အဖိုးရာကမဝင်းကြိုင်ကိုမြ мян ရောက်စေခြင်းသည် တို့မှသာ ဥပမောင်မှားသွားသောစကားများကို ပြန်၍ပြောရမည်တို့ပြောပြီးမှသူ့ရင်ထဲတွင် ပေါ်၍သွားမည်ကိုနိုင်ထိုးလျင်ရောက်နေကြအချိန်တိုင်းမဝင်းကြိုင်ရောက်၍လာသည် မောင်တင်မြင့်သည် မဝင်းကြိုင်ထဲသို့မဝင်မီစီး၍ပြောလိုက်သည်ဆရာမှားသွားတယ်မဝင်းကြိုင်ဖက်ဆက်ဖို့ကိုစာနှဆုံးရိုက်ပါတဲ့ပြီးတော့မနေ့ကစည်ရင်တွေလည်းပိတ်ပါတဲ့မဝင်းကြိုင်က မောင်တင်မြင့်ကိုကြည့်ပြီးပြောလိုက်သည် မဝင်းကြိုင်ပြုံးလိုက်သောအထိပ်ပဲကိုလည်းမောင်တင်းမြင်းကနားလေလိုက်ဟန်မတူချေငါမောင်ရဲ့အထဲရောက်မှပဲပြောတော့ဘာဖြစ်သွားမှလဲဒီလောက်တောင်အေးတကြီးမဟုတ်ဘူးမဝင်းကြိုင်ရဲ့တော်တော်ကြာမေ့သွားမှကျွန်တော်ကမေ့တတယ်ဆရာကတော့မနဲ့ကကျွန်တော်မှတ်ဉာဏ်နေတယ်ဆိုပြီးပွက်သွားသေးတယ်ဆရာကကျွန်တော်ကြာတော့ရမ်းဆူတာပဲမဝင်းကြိုင်ကြာတော့တခါမှစူတမ်းမကြားရဘူးမင်းကလေးမို့ပါကွယ်တော်တော်တန်တန်ပြောရမှာအားနာတာပေါ့ ဒါဖြင့်လည်းမိမ့်မဖြစ်ရတာအလုတ်လုတ်တဲ့နေရာကြတော့အခွင့်အရေးပိုရတာပေါ့နော်ဒီလိုဆိုရင်မိမ့်မဖြစ်ရတာမှစားတာတည်တယ်ယောက်ျားဖြစ်ရတာမစားတာဘူးခဏခဏအစူကန်ထိနေတာပဲမဝင်းကြိုင်သည် မောင်တင်မြင့်စကားကိုနားထောင်ရင်အတန်ထွက်အောင်ပင်ရှိလိုက်မိသည်မထင်နဲ့ဟေးမိမ့်မဖြစ်ရတာပိုပြီးမစားတာတည်တယ်အပေါ်ရန်အခွင့်အရေးတွေရတယ်လို့ထင်ရပေမဲ့အဲ့ဒါကပိုပြီးကြောက်စရာကောင်းတယ် ောင်တင်းမြင့်သည် မဝင်းကြိုင်ဤစကားအသေးပဲကို နားမလဲ၍မေးလည်းမမေးတော့ချေသို့သော မဝင်းကြိုင်ပြောသောစကားကြောင့်သူစိတ်ထဲတွင်စိုးရင်လာမိသည်ဘာကိုစိုးရင်မိသည်ကို မဖို့ပြနိုင်တော့လဲသူစိတ်ထဲတွင်ကစိုးရင်စိတ်များအလိုလိုပွား၍လာတော့သည်ကြောက်เสียကောင်းဝင်လဲဒီမှာမလုပ်ပါနဲ့လားမဝင်းကြိုင်ရဲ့မဝင်းကြိုင်တို့ဆိုရင်ပညာလဲတက်ပြီးသားဆက်ကလည်းရိုက်တက်တယ်ဆိုတော့တခြားလို့တစ်ခုခုရှာရင်ရမှာပေါ့ မောင်တင်မြင့်က မဝင်းဆိုင်ကိုငေးစာ၍ကြည့်ရင်ရိုးသားသောစေနာဖြင့်ပြောလိုက်သည်အန်ရင်ဆိုတော့ပမာပဲဖြစ်ဖြစ်အနေနဲ့များတော့ရှိတာပေါ့ငါမောင်ရဲ့ဒါပေမဲ့ဝမ်းရည်ဆိုတော့ဒီလိုပဲစွန့်စားပြီးလောက်ရတာပေါ့ကွယ်မောင်တင်မြင့်သည်ခေါင်းကိုငိုက်ဆိုင်ချ၍ထားလိုက်သည် အမှန်တော့ခေါင်းလဲမဖော်ရဲတော့ချေရှက်လဲရှက်သည်ဝမ်းလဲနေသည် ကြောက်လဲကြောက်သည် တသက်နဲ့တကောဤသို့အပြောဆိုမခံရကိုနိုင်အပြစ်မရှိပဲခုလိုပြောခံရတော့လဲဝမ်းနေမိသည်ဥပမောင်ဤမျက်နှာကတင်းမာခတ်ထန်၍နေသည်ဒါမင်းမခိုးလို့ဘသူခိုးမလဲကွပြီးတော့တခိုးခိုးတယ်ဆိုရအောင်လေတခိုးကဒီပန်ကတလုံးနဲ့ကွက်ပြီးခိုးမလားမင်းလိုကောင်မျိုးကပစ္စည်းလည်းခိုးသေးတယ်ငါကလည်းလိန်ကျင်သေးတယ်ခွေးတခိုးမင်းကိုကတ်တိုင်ပြီးဖန့်ချုံမယ်မောင်တဲမြင်သည် ဥပမောင်ဤခြေရင်တွင်ကောင်းကောင်း၍ထိုင်နေရင် ရှာ၍ငုံနေတော်သည်မဝင်းဆိုင်ကမူမောင်တင်မြင့်အဖြစ်ကိုဂိယုနာလျှံသောမျက်လုံးများဖြင့်ကြည်နေမိတော်သည် ကျွန်တော်မဟုတ်ရပါဘူးဆရာရဲ့တသက်နဲ့တကူသူများပစ္စည်းဆိုလို့အတချောင်မခိုးဘူးပါဘူးစိတ်သေးကတော့မပြေမှားပါဘူးဆရာရဲ့တစ္ဆာဆိုပြီးပြောရဲပါတယ်မင်းတခိုးကတိုင်မီဖမ်းချုပ်ခိုင်းမယ်မောင်တင်မြင့်သည် ဥပမောင်ချေဆောင်ကိုဖတ်၍ဆရာရဲ့ရှ िख ိုးပါတယ်ကျွန်တော်လုံးလုံးမဟုတ်ရပါဘူးဥပမောင်သည်မောင်တင်မြင့်ကိုတစ်ချက်မျှကန်လိုက်ပြီးလျှင်တယ်လီဖုန်းရှိရာသို့သွားလေသည်ဥပမောင်သည်တယ်လီဖုန်းနံပါတ်များကိုလှည့်မည်ပြုရမှဆိုင်ငံအတွင်းသို့ဝင်လာသောဇနီးသည်တန်တန်ွယ်ကိုလှမ်း၍ကြည့်လိုက်သည်တန်တန်ွယ်ကမောင်တင်မြင့်ကိုကြည့်လိုက်ပြီးလျှင်ဥပမောင်အားနားမလဲဟန်ဖြင့်မေးလိုက်သည်ဘာဖြစ်တာလဲမောင် ဒီကောင်လေးဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲနှွေဆိုင်ကပန်းကားတစ်လုံးဒီကောင်ခိုးပြီးရောင်းစားတယ်လေမင်းတို့ပြောတော့ရိုးတယ်ဆိုတကယ်တခိုးမှရိုးတယ်လို့ထင်ကြတယ်အံ့ယောဟွန်းဘေးကပန်းကားလဲမောင်မောင်စပွဲဘော်ကပန်းကားပေါ့မနေ့ကရှိသေးတယ်ခဏမရှိတော့ဘူးတန်းတန်းနှွေသည်သူ့တကူလုံးရှေ့နောက်ရင်သွားအောင်ရှည်လိုက်သည်ပြီးမှလက်ခုပ်တစ်ချက်မြတီးလိုက်ပြီးလျင်တန်ချောင်းကလေးဖြင့်လှောင်ပြောလိုက်သည်ဟဟဟ အိမ်ကပန်းကပြက်လို့မနေ့ညနေကနွဲပဲဆိုင်ကပန်းကကိုဝင်ယူခဲ့တာပဲမောင်ကတနေ့ကလေးကပြော့ထတာပဲမဝင်းကြံဤမျက်နှာမှာအလိုလိုလန့်ရွေလာသည် မောင်တင်မြင့်ကမူအားလုံးကိုခတ်ကြောင်ကြောင်ငေးကြည့်နေမိသည်ဒီတော့မှလည်းဥပမောင်သည်တယ်လီဖုန်းကိုပြန်ချလိုက်ပြီးလင်ခပ်ပေါ်ပေါ်ပြောလိုက်သည်ဟေးငါဒီကောင်ခိုးတယ်မှတ်လို့ခတ်တောင်တိုင်တော့မလို့လက်ဆက်သက်တော့မင်းယူသွားတာကိုဒါတောင်ဒီကောင်မသိဘူး မောင်တင်းမြင့်သည်ခေါင်းကိုအသာငုံထားလိုက်သည်ကိုမယူတော့လဲအပြစ်ကမလို့သည်ကဲမောင်သွားမှဖြင့်သွားရအောင်အချိန်နည်းပြီအဲ့ခံမွဲက9နာရီခွဲစမှာမောင်တင်းမြင့်သည် နေရာမှထား၍သူထိုင်နေကြတန်လျားတွင် ခက်ကုတ်ကုတ်ထိုင်၍နေလိုက်သည် မဝင်းကျိုင်ကသူ့လှုပ်သူဆက်၍လုံနေလိုက်သည်မဝင်းကျိုင်ဧည့်သည်လိုင်းကိစ္စကိုစာရေးပြီးမှတ်ထားနောက်ထပ်တယ်လီဖုန်းလိုင်းတနားရီလောက်ထပ်ပြီးဆက်လို့ပြော ဘဲကဆက်တယ်ဆိုတာကိုလည်းမေးပြီးမှတ်ထားကြလားဟုတ်ကဲ့ကိုမောင်တင်မြင့်သည်အပြင်သို့ကြည့်နေရမှမျက်ရည်များကအလိုလိုကြာ၍လာသည်မဝင်းကြိုင်ကမောင်တင်မြင့်ကိုစိုးရင်တကြီးလှမ်း၍ကြည့်လိုက်သည်မောင်တင်မြင့်သည်မျက်နှာကိုလဝါဖြင့်အော်၍နောက်ဖွေးကန်းသို့ဝင်သွားလေသည်မဝင်းကြိုင်ကစိုးရင်တကြီးဖြင့်မောင်တင်မြင့်နောက်သို့လိုက်သွားမိသည်နောက်ဖွေးကန်းတွင်မောင်တင်မြင့်သည်သူ့မျက်နှာကိုသူလဝါဖြင့်အော်၍ ရှိုက်ကြီးတငင်ငိုရွေးနေတော့သည်မဝင်းဆိုင်သည်မောင်တင်မြင့်အဖြစ်ကိုကြည်ရင်အလိုလိုတနာရွေလာမိသည်မဝင်းဆိုင်သည်မောင်တင်မြင့်၏ကောင်းမွေးနေနေကလေးကိုတရွတရတက်၍ပေးလိုက်ရင်ခြောက်လိုက်သည်ကိုကောင်းရင်ဘယ်ကောင်းမှမရွေပါဘူးကွယ်ဘာမှဝမ်းနည်းစရာမရှိပါဘူးခုကြည်လေမောင်တင်မြင့်မခိုးဘူးဆိုတာသိတော့ဘာမှမပြောတော့ဘူးသူ့အမားကိုသူဝင်မခံဘူးဒါရီယမ်ဆမ်းပါဘူးကွယ် ဝမ်းနည်းစရာမလိုပါဘူးမဝင်းကြိုင်ကချော်လိုက်မှမောင်တင်မြင့်ပို၍ဝမ်းနည်းလာမိသည်တစ်ချက်ချင်းဆောင်၍ရှိုက်ခါရှိုက်ခါငုံနေမိတော့သည် မဝင်းကြိုင်သည် မောင်တင်မြင့်၏ပခုံးကလေးကိုတိုင်းဖက်လိုက်ပြီးလျှင် သူ့ရင်တွင်ကပ်၍ထားလိုက်သည် ကျွန်တော်တသက်နဲ့တကူသူများပစ္စည်းကိုစိတ်နဲ့တော့မပြင်းမာခဲ့ဘူးပါဘူးမဝင်းကြံရဲ့ကျွန်တော်ဘလောက်ပွဲစီနာကောင်းထားထားဆရာဟာကျွန်တော်ကိုမျက်နှာသာမပေးခဲ့ဘူး ကျွန်တော်နေရတဲ့အဖြစ်ကိုလည်းမဝင်းကြိုင်စဉ်းစားကြည့်ပါဦး။အမြဲတမ်းကြောက်လန့်ပြီးစိတ်ညစ်နေရတယ်။တခါတလေတော့လေဒီကထွက်ပြေးခြင်းတယ်။ဒါပေမဲ့ကျွန်တော်မှဒီခန်းကလေးကလွဲလို့ဘမားမှနေစရာမရှိဘူး။ဒါကြောင့်စွတ်ပေပြီးနေတာပါမဝင်းကြိုင်ရဲ့။ကျွန်တော်စိတ်ညစ်လာပြီ။ဟုတ်ပါရဲ့ငါမောင်ရဲ့။မင်းဘွားကဒီခန်းထဲမှာပဲအသက်ရှင်နေရတယ်လို့ပဲ။ဒီလောက်တောင်စိတ်ညစ်နေရင်လည်းမနေပါနဲ့လားကွယ်။အဝင်းတို့အိမ်မှာလိုက်နေပါလား။ အဝင်းတို့မှမချမ်းသာလာပဲမယ်။ငါမောင်တဝမ်းတစ်ခါတော့ကျွေးနိုင်မွေးနိုင်ပါသေးတယ်။ဒီလိုလဲကျွန်တော်နေလို့မရပါဘူးမဝင်းကြိုင်ရင် ကျွန်တော်ငငယ်လေးကလေးကဆရာတို့စီမှာနေလာတော့သူတို့ကျေးဇူးတွေကိုလည်းထောက်ထားရမှာပဲ။ကျွန်တော်ထိုင်နေကျွန်တော်ကန်လို့ပဲအောင်းမေးရမှာပဲ။အေးလေမင်းမလည်းဘဝဝေကျွေးများပါလာသလားမသိဘူး။ဒီခန်းထဲမှာချုပ်နောက်ခံရဖို့များလူဖြစ်လာရသလိုပါပဲလားငါမောင်ရဲ့။ မောင်တင်မြင်းကမျက်ရည်ဆန်းဆန်းဖြင့်မဝင်းကြိုင်ကို မော့၍ကြည့်နေမိသည်။မဝင်းကြိုင်က မောင်တင်မြင်း၏နှစ်ဖိုးကို အသာတက်လိုက်ရင်းညီလိုက်မိသည်။အမှန်တော့လေမောင်တင်မြင်းဘွားသည်ဤခန်းငယ်တွင်မှပင် နေခဲ့ရသည်မဟုတ်ပါလား။ ောင်တင်မြင့်သည် ဥပမောင်ပေးသောပစံကိုပင်မယူရဲယူရဲဖြစ်နေသည်အမှန်တော့လေဥပမောင်အပြုတ်မှုမှာသူ့အတွက်အဆန်းတကျဖြစ်နေသည်ယူလေကွာ၃နိုင်ထိုးနေပြီမင်းပန်းဆိုရန်ကနေလမ်းဆုံးထိတက်တဲ့ကြီးသာရှောက်သွားလမ်းဆုံးတော့ဘုရားကြီးကို တွေ့လိမ့်မယ်ဘဲဘက်ကိုချိုးပထမရုပ်ရှင်ုံတုံတွေ့လိမ့်မယ်ဒုတိယယုံကြရင်တကြက်ခွဲတဲ့လက်မှတ်မေးပြီးဝဲကြည့်ပိုရာမုံဝဲစားဒီကသိက်ကောင်းနေ ကဲတော့အချိန်မရှိဘူး။မောင်တင်မြင့်သည်ဥပမောင်ပေးသောငွေနဲ့ချက်ကိုအသာလှမ်းယူလိုက်ပြီးလင်မဝင်းချိုင်ကိုအကဲခတ်သလိုကြည်လိုက်သည်။မဝင်းချိုင်သည်တစုံတရာကိုစိုးရိမ်ထိတ်လန့်နေပုံရသည်။မဝင်းချိုင်ကြည့်သောအကြည့်မှာမောင်တင်မြင့်ထံမှအကူအညီတစ်ခုခုကိုတောင်းခံနေသလိုရှိသည်။မောင်တင်မြင့်သည်သူ့စိတ်ကိုသူတင်၍တစုံတစ်ခုကိုဆုံးဖြတ်လိုက်သည်။ကျွန်တော်မကြည့်ချင်ပါဘူးဆရာ။ဝါသနာလည်းမပါဘူး။ ခေါင်းလဲကြိုက်နေလို့ပါဥပမောင်သည်မျက်နှာများနေရွေလာသည် ဟေးကောင်သွားကြည့်လို့ပြောရင်သွားကြည့်ငါ့ကိုဘာမှပြန်ပြောမနေနဲ့မောင်တင်မြင်သည်မဝင်းကြိုင်ကိုတစ်ချက်မျှဆာရွေကြည့်နေသည်နတ်မောင်မဲသောသပင်တို့မှတတက်ရက်ရက်ဖိလာသည်ဖြင့်ခွဲထားသောဆန်ချောင်းဖွပွေးလေးများကိုပင်မြင်ရသည်မဝင်းကြိုင်၏ကြည်လင်ရှုံးမြသောမျက်နှာကလေးသည်တဖြည်းဖြည်းမှုံမှိုင်း၍လာသည်မောင်တင်မြင်သည် မဝင်းကြိုင်ကို အတန်းကြာမျှစား၍ကြည့်ပြီးလျှင်ခေါင်းငှိုက်ဆိုင်ဖြင့်ထွက်ခဲ့သည်။ဥပမောင်ပြောသည့်အတိုင်းပန်စိုရန်မှဘိုးချုပ်လန်းသို့ရှောက်လာ၍ရုပ်ရှင်ုံရှိသို့ရောက်သောအခါဥပမောင်ပြောလိုက်သောရုပ်ရှင်ကို လုံးဝကြည်ကျင်စေမရှိ။သူစိတ်ကမူဆိုင်ကန်အတွင်သို့သာပြန်ရောက်နေတော်သည်။မောင်တင်မြင့်သည်ဘူတာယုံဘက်သို့ရှောက်ခဲ့ပြန်သည်။ဘူတာယုံပလက်ဖောင်းတွင်ထိုင်၍ရောက်တဲ့ရာရာကိုရှောက်၍တွေ့နေမိသည်။ တီလိုနှင့်မေကနေအိပ်ပျော်၍သွားသည်။နိုးပြန်တော့လေနာဤကိုမော့ကြရပြန်သည်။သူ့ဖို့အချိန်ကကုန်ကဲလာသည်။စိတ်ကအငြိမ်ထား၍မရတော့ချေ။ဘုဒ္ဓယောင်တွင်မှထွက်၍ရီမန်းချက်မရှိရှောက်ခဲပြန်သည်။တီလိုနှင့်အချိန်ကတစားတစားကုန်၍လာသည်။နောက်ဆုံးတွင် လာလန်အတိုင်းပင်ဆိုင်ဘက်စီသို့ပြန်လျှောက်ခဲသည်။မောင်တဲမြင့်ဆိုင်သို့ပြန်လေရောက်ရှိသောအခါမှာ9နာရီကြာကြာမျှသာရှိသေးသည်။ ဆိုင်ရှိနိုင်ကတရားမျှမတွေ့ရချေမဝင်းကြိုင်၏စပွဲပေါ်တွင်ရေးလက်ဆဆင်းဆောင်နှင့် အဖုံးဖွင့်လျက်တန်လန်ဖောင်တိန်ကိုတွေ့ရသည်မောင်တင်မြင့်၏စိတ်များသည်ပို၍လှုပ်ရှားလာသည် သူပဇတ်မှ ပောက်ကရသချင်းများသည် အလိုလိုထွက်လာတော့သည်ဘာကြောင့်ခုလိုသချင်းဆိုမိသည်ကိုလည်းသူကိုယ်သူစဉ်းစား၍မရချေခနာကြလျင် အခန်းတွင်မှထွက်လာသောမဝင်းကြိုင်ကိုတွေ့ရသည်သူမျက်နာကหนี၍နေသည် မျက်လုံးများမှာမျက်ရည်အပြည့်ရေဝဲရွေနေသည်စပင်းများဖျို့ဖျဲရှိနေတော်သည် သူသည်မဝင်းကြိုင်ကိုတစုံတစ်ခုမေးရန်ဟန်ပြန်လိုက်သည်သို့တော်မေးချင်မရတော့ချေမဝင်းကြိုင်သည် သူ့လက်ဆွဲအိတ်ကိုယူ၍ဆိုင်ကန်းတွင်မှတချိုးရဲထွက်သွားတော်သည်ခဏကြာလျှင်နောက်ခန်းမှစီးကရက်ခဲထွက်လာသော ဥပမောင်ကိုတွေ့ရပြန်သည် ဥပမောင်ကသူ့ကိုမကြည့်ပဲမေးလိုက်သည်ဟေ့ကောင် ရုပ်ရှင်ကောင်းတယ်မဟုတ်လားကွဟုတ်ကဲ့ဥပမောင်ဤအမေကိုဖြေလိုစိတ်မရှိတော့လေမောင်တင်မြင့်ပါဇက်မှာအလိုလိုထွက်၍သွားသည်ဥပမောင်ကမူအေးဆေးစွာဖြင့်ဆိုင်ငန်းအတွင်းမှထွက်၍သွားတော်သည် မောင်တင်မြင့်ဤနားထဲတွင်ကတခါကမဝင်းကြိုင်ပြောခဲ့သောစကားကို အလိုလိုပြန်၍ကြားရောင်နေခဲ့တော်သည်ဘဝဟုသည်ရယူခြင်းမဟုတ်ပေးဆက်နေရခြင်းသာဖြစ်သည် မောင်တင်မြင့်သည်အစိုးရမင်းနောင်၏ဘဝဟူသည့်တခြင်းကိုညောင်နာနာအတန်ဖြင့်ခက်တိုးတိုးညီလိုက်သည်တို့ညီရင်မှန်ပြီးတို့များကို အရင်ဆုံးတမွေဖြင့်ဖုံးတုံးလိုက်သည်ပြီးမှအဝိဆိုဖြင့်တုံးလိုက်သည် အဝိဆိုနှင့်တုတ်ပြီးတဖန်အဝိ၆ဖြင့်ထပ်၍တုံးလိုက်သည်မှန်ပြီးတို့များတုတ်ပြီးလျင် အမိုက်များကိုလဲ၍တနေရာ၌စုပုံလိုက်သည်ပြီးမှမှန်ပြီးတို့အောက်ရှိအမိုက်များကိုလဲထုတ်လိုက်ပြန်သည် မောင်တင်မြင့်သည်တချင်းကလေးတည်းဖြင့်သူ့လို့သူ အချိန်မီပြီးရန်ခတ်တုတ်တုတ်လုံနေတော့သည်ထိုတွင်မှပင်အသက်40ခန့်ရှိမိမတယောက်ဆိုင်တွင်သို့ဝင်လာသည်ဘာကိစ္စရှိပါသလဲခမညာမောင်တင်မြင့်ကအလိုက်သည့်စွာဆေး၍မေးလိုက်သည်မိမကြီးကသူ့လက်ထဲမှစာကိုလှမ်း၍ပေးလိုက်သည်မောင်တင်မြင့်ဆိုတာမင်းပဲနဲ့တူတယ်မဝင်းကြိုင်ကဒီစာရီပေးလိုက်တယ်တစောင်းကတော့မင်းအတွက်တစောင်းကတော့တထေးဥပမောင်အတွက် ကဲဒါပါပဲတငယ်ရေမောင်တင်မြင်သည်သူ့နာမည်တက်ထားသောစာကိုချက်ချင်းဖွင့်၍ဖတ်လိုက်မိသည် မောင်လေးမောင်တင်မြင်မင်းကတော့အချုပ်ခန်းထဲမှာဝှက်ခံပြီးနေရစ်ပြီတော့မမတော့အလောက်ကထွက်လိုက်ပြီသမင်းတလုတ်ကိုဘွားနဲ့လဲပြီးစားရတဲ့ဖြစ်ဟာဘလောက်များဆိုးသလဲအမှန်တော့တို့မင်းကလေးတွေဟာမင်းတို့ယောက်ျားလေးတွေထက်အနည်းငယ်များတယ်ဆိုတာဥပမောင်ရဲ့စာကိုဖတ်ကြည့်ရင်မင်းသိလိမ့်မယ် မင်းစိတ်ဆင်းရဲတယ်မခံနိုင်လို့တခြားကိုသွားရင်မမတို့စီလာခဲ့ပါငါမောင်အတွက်မမတို့တာဝန်ယူဖို့အမြဲတမ်းစိတ်နာရှိပါတယ်ချမ်းသာပါစေကွယ်မဝင်းကြိုင် မောင်တင်မြင့်သည်အန်ကိုကြိတ်ထားလိုက်ရင် နောက်တစ်ဆောင်ကိုဖွင့်၍ဖက်လိုက်သည်ဥပမောင်တိုးပွားချမ်းသာကုမ္ပဏီလူကြီးမင်းရှင်လူကြီးမင်းဤတိုင်မှအလုတ်ထွက်ကြောင်းစတင်ပါသည် ထွက်ရသည့်အကြောင်းကို ပြစေရလဲလို့မည်မထင်ပါလူကြီးမင်းကိုယ်တိုင်သိပြီးဖြစ်ပါလိမ့်မည်သို့တော့ကျမကိုဖျက်ဆီးသလိုဘဝတို့ကျမလိုမရှိစင်ရတဲ့အမျိုးသမီးလေးများကိုတော့ဆက်၍မဖျက်ဆီးပါရဲ့အထူးတောင်းပန်ပါသည်ဝင်းကြိုင်မောင်တင်မြင့်သည်စာကိုဖတ်ပြီးလျင် အောင်နှခမ်းကို ပြက်လို့မတက်ကရွေထားလိုက်သည်ထို့တွင်မှပင် ဥပမောင်အေးစိုက်ကားတန်ကိုကြားလိုက်ရသည် မောင်တင်မြင့်သည်ဥပမောင်၏စာကိုသူ့စာနှင့်ရော၍တင်ထားလိုက်ပြီးလျှင်လဲเสียရှိသောအမှိုက်များကိုလှည့်နေလိုက်သည်ဥပမောင်သည် အခန်းတွင်သို့ဝင်၍သွားလေသည် မောင်တင်မြင့်သည်အိမ်ကြီးမပြတ်သူ့လှုပ်သူ ဆက်၍လုံနေသည်ခဏကြာလျှင် ဥပမောင်ထွက်လာသည် သူမျက်နှာကဘာမျှထူကြခြင်းမရှိချေ secret ကိုထုတ်၍မိညှိဖွာလိုက်သည်ပြီးမှဆိုင်ကန်းတွင်သို့ဝင်လာသောဧည့်သည်ကိုစီး၍နှုတ်ဆက်လိုက်သည် အတော်ပဲဆရာကြီးဆရာစီကိုကျွန်တော်ခုလာမလို့မောင်တင်မြင်သည်အင်းကြီးမပြက်အမိုက်လဲနေရမှနာဆွင်နေမိသည် ကျွန်တော်လဲလမ်းကြုံတာနဲ့ဝင်လာတာကျွန်တော်လှုပ်သွင်းပေးတဲ့ကလေးမကလေးပဲနဲ့လေတော်ရဲ့လားတော်တော့တော်ပါရဲ့ဗျာဒါပေမဲ့ခဏလေးပဲထွက်သွားပြီဗျကောင်မလေးတွေကစိတ်မငြိမ်ကြပါဘူးအလုတ်ကလေးနည်းနည်းတက်ရောတခြားပြောင်းပြောင်းသွားတတ်ကြတာပဲအဲ့ဒါသူ့နေရာမှာနောက်တစ်ယောက်လောက်လိုချင်နေတယ် စရာကြောင်းမှမရှိဘူးလားလက်နေဆက်ကလေးနဲ့နဲ့ပါပါရိုက်တက်ဖို့လိုမဲ့ပေါ့ဗျာကျွန်တော်အကြောင်းကဆိုနည်းနည်းပါပါမကပါဘူးဆရာတမနစ်60ဆိုတာတော့အောက်ထက်ပဲရှိပါတယ်ကောင်မလေး3လေးရောက်လောက်ရှိပါတယ်တခုတော့မှားပေးရစီအလုံးမတော်ခြင်းနေပါစီရုပ်ရည်ကလေးတန်တန်ပြန်ပြန်ပေါ်ဆရာဘာလို့လဲဆိုတော့အလုတ်ကစီးပွားရေးဆိုတော့ဆိုင်ကျက်တည်းရှိအောင်ဘန်းကလေးလှဖို့လိုတာပေါ့စိတ်ချပါဥပမောင်ရာ မျက်ခန်းဆက်ကြီးစိုင်းမာခန့်ထားလို့တော့ကြက်တည်ပဲရှိပါမလဲကျွန်တော်နေခင်းလောက်ရွေးပြီးလွှတ်လိုက်ပါမယ်ကဲပြန်အောင်မယ်အေးကောင်းပါပြီမောင်တင်မြင်သည်လဲပြီးသားမှိုက်များကို ပုံထဲသို့ကျုံ၍ထည့်လိုက်သည်ဥပမောင်သည်မောင်တင်မြင်မျက်နှာထားရှူသွို့သွို့ဖြင့်တစ်ချက်လှမ်းကြည့်လိုက်သည်အခုချိန်ထိအမှိုက်လဲလို့မပြီးသေးဘူးလားပြီးပါပြီဆရာဥပမောင်ကမှန်ပြီးတော့ကိုလက်ဖြင့်ပေါ်လိုက်၏ ဒီမှန်ပြီးတော့တုတ်ပြီးပြီလားပြီးပါပြီဆရာပြီးတယ်ဒါပြောတယ်တဲတွေကတ်လို့တခါပြောထားရင် မှတ်ထားမှာပေါ့မှန်ပြီးတော့တုတ်ပြီးမှအမှိုက်လှဲတော့မင်းလှဲတဲ့ဖုံတွေကဒီမှာလာကတ်ကုန်တာပေါ့မှန်ပြီးတော့တုတ်ပြီးမှအမှိုက်လှဲချပါလို့ပြောတာဘယ်နှခါရှိပြီလဲလူဆိုတာမှတ်ညံကိုတုံးရတယ်ကွာဥပမောင်တီပြပြောဆိုဆိုထွက်၍သွားတော်သည်မောင်တင်မြင့်သည်ဥပမောင်ကိုပါဇက်ဟောင်းသားနှင့်ငေး၍ကြည်နေမိတော်သည် ခုတစ်ချိန်တွင်ဥပမောင်၏စကားများသည်မဆန်တော့ချေမှန်ပြီးတော့အရင် ဖုံးတုတ်ပြီးမှအမိုက်လှဲရမည်ဆို၍ပြောသည့်အတိုင်းလုပ်ခဲ့သည်နောက်တစ်ဖန်အမအရင်လှဲ၍မှန်ပြီးတော့ကိုနောက်မှ ဖုံးတုတ်ရမည်ဟုဆိုပြန်သည်ပြောသည့်အတိုင်းလုပ်ခဲ့ရပြန်သည်ယခုတစ်ဖန်မှန်ပြီးတော့ကိုအရင်ဖုံးတုတ်ရမည်ဟုဆိုပြန်လေပြီမောင်တင်မြင်သည်အကျိန်ပေါင်းမရေတွက်နိုင်အောင် သူတုတ်ခဲ့ရသောမှန်ပီရိုကြီးများကို ငေးစား၍ကြည်နေမိသည်တို့ကြည်နေရမှ မဝင်းကြိုင်ထိုင်၍သွားသော ကလထိုင်ကလေးကို ငေး၍ကြည်နေမိပြန်သည်ဤမှန်ပီရိုကြီးသည် နေ့စဉ်နေ့တိုင်းအကြိမ်ကြိမ်တုတ်ခဲ့တော်လေနောက်တနေ့၌ဖုံများတက်မြဲတက်နေကြသည်ဤသို့ပင်ကလထိုင်လေးပေါ်တွင် ထိုင်သွားကြသောဆေးမများသည်တယောက်ပြီးတယောက်ထွက်သွားကြသည် သို့သောတယောက်ထွက်သွားလျင် နောက်တယောက်လာ၍ထိုင်မြန်သည်ဤမှန်ပြီးတို့ကြီးများကိုနှီးမျိုးမျိုးဖြင့်ဖုံတော့၍မစင်နိုင်သလိုဤကလထိုင်မော်တွင်ထိုင်သွားကြသည်စီးမလှလှကလေးများဤဘဝသည်လေမောင်တင်မြင့်ရှေ့ဆက်၍မတွေ့ရတော့ချေတကား ားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audiobook မှာပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။